အားလုံးပဲမင်္ဂလာပါဒီ server clear ပေါ့နော်မနေ့ကတစ်ခေါက်ဖတ်တာဖြစ်ပါတယ်ဒါပေမဲ့နောက်ကအတန်းကအရင်ဆူထွားတာဖြစ်တဲ့ကြောင့်မလို့အတပြန်ပြီးတော့ရိုက်လိုက်တာဖြစ်ပါတယ်ဆိုတော့ခေါင်းစဉ်လေးကတော့မွေဟောင်များနဲ့အိတ်ဆက်ချင်းတို့အမိရပါတယ်ဒါဆိုရင်မွေဟောင်များနဲ့ဘလို့အိတ်ဆက်ကြမလဲဆိုတာကိုနားဆင်ကြည့်အောင်ပါကျို့ဤအတန်အရက်မောင်းလေလူလေသိန်းကအစခွဲမြောင်သူသည်အမွန်ညီနောင်နှစ်ယောက်ဤပြဿနာဖြစ်ပါသည်သူတို့နှစ်ဦးကစိတ်ချင်းဆက်နေသည် တဦးခံစားရတယ်လို့တဦးကခံစားရပြီးတဦးကနာကျင်နေတဦးကပါနာကျင်နေတဲ့သဖြင့်သူတို့နှစ်ဦးသည်ပန်းတီတလုံးကိုညီမျှစွာခွဲစိတ်ထားသည့်ထက်ချက်နှစ်ခုဖြစ်ပါသည်အရွယ်ရောက်တော့အယောင်ဝယ်လို့ရအတမွေသည်အကူကဘာယာနတိမာနေသည်ညီကဒေတာအနှက်လက်လေကိုတန်း၍ရောင်းဝယ်ဖောက်ကားသည် ။တနေ့တွင်အကိုသည်ဟိန္ဒူသီဝဖခင်ကျောင်းမှကချီတယ်မာလီဘူကန်ဒါစီနှင့်ချစ်ကြိုးသွယ်မိသည်။ဘူကန်ဒါစီ၏အသားရေကတန်လွင်အောင်တောက်နေသည်။ဖွံ့ဖြိုးသောရင်သားအစုံရှိသည်။မျက်အင်ကျယ်သည်ကြာမူပါပါကြည့်တတ်သည့်နှလုံးရွေးကြီးများလည်းရှိသည်။ပြောရရင်ဘူကန်ဒါစီသည်ချောမောလာပါသည်။ဆွဲလန်းချင်းမဲ့စပွဲကချီတယ်မာလီဖြစ်ပါသည်အကိုတီဘူကန်ဒါစီကိုအလွန်ဆုံးမမြင်လို့ပဲသည်ဘူကန်ဒါစီကိုဝင်ရရွေ့အသားတရမွေးပြီးချိန်မှာညီကဘိုင်ယန်နတီတို့ပြန်ရောက်သည် သူကမိမရေကိုချစ်တတ်သည်စိတ်ခံစားမှုကလည်းအကိုနှင့်ထက်တူထက်မြတ်ဖြစ်ရာဘူကန်တာစီကိုအယူအမူတမန်မိတော့သည်သူ့ဘုမကြီးနှင့်ယင်းဤကျောင်းဝင်ဖို့မခက်လာပါချေတနေ့အကိုမရှိတော့အိမ်ပြန်ရောက်လာပြီးကိုလက်နှီးနှုံးမိကြသည်ချစ်ခန့်ဖွဲ့ဒီတော့မှဘူကန်တာစီကသူ၏ခမွန်းလင်မဟုတ်ဘူးသိလိုက်ရသည်ဘူကန်တာစီသည်သူတို့ညီနောင်နှင့်ခွဲနေနေထိုင်ဖို့စိတ်ပိုင်းဖြစ်ခဲ့သည်သူတို့ညီနောင်ကမဘူကန်တာစီကိုမခွဲနိုင်မခွဲခြင်း ဘူဂဒါစီဆုံးဖြတ်စီရင်သည့်အတိုင်းခြေချနက်နက်လက်ခံပါမည်ဟုဂရီပြုတောင်းပန်သည်ဘူဂဒါစီစီရင်ပေါ်ကစမ်းကြည့်သည်မှောင်မိုက်သည့်အခန်းထဲ၌သူတို့ညီနောင်ကိုထားပြီးမွေဟောက်တကောင်ကိုလွတ်လွတ်ပေးလိုက်ပြီးမွေကြိုက်ခံရသူ၏အော်တန်ကြားရလျင်မွေအလိမ့်မဲ့ဆရာက အခန်းထဲသို့အချက်ချင်းဝင်ရမည်မသေးဘဲရှင်တန်ချင်ရသူကဘူဂဒါစီနှင့်ပေါင်းသိမ်းပြီးသူတို့သဘောတူကြသည် အခန်းထဲသို့မဝင်မီဖျားเจ้าအကကပြပါရန်ဘူကန်တစီအားသူမဤခင်မောကတောင်းမှသည်အလေးမစရာဤပလွေတန်နှင့်မိအောင်ပြလဲလဲတွင်ဘူကန်တစီသည် မွေတကောင်လုံးပြောင်းလဲ့လှပစွာလွမ်းမတ်စပွဲကပြလေဤထို့နောက်သူတို့ကိုအခန်းထဲသို့တွင်ပြီးမွေဟောင်းနှင့်အတူလောင်ပေးလိုက်သည် တော်တော်ရက်ဆက်သည့်စီရင်မှုဖြစ်သည့်တော်တော်ထူးဆန်းသည့်စိတ်ကူးစိတ်တတ်ဖြစ်သည် ကျွန်တော်ဒီဘူကန်ဒါစီဤစီရင်ပုံကိုဘလို့မပေါ်ဝင်မချနိုင်ပါ။တူမဤစီရင်ပုံမမျှတာဟုထင်သည်။စီရင်ပုံမမျှတာပါလျှင်စီရင်ချက်ကရောမှန်ကန်ပါမည်လား။ကျင့်သက်ခွဲရအဖြစ်ကိုရနိုင်ပါမည်လား။စိုးရင်တရားကောင်းနေသည်။မေခွန်းထုတ်ချင်စရာကောင်းနေသည်တို့တော့သူတို့ညီနောင်သည်မွေဟောက်တကောင်နဲ့အတူအမောင်ကန်းနဲ့တို့တကယ်ရောက်သွားခဲ့ပါပြီ ပိတ်လောင်သည့်အခန်းထဲမှဆူးရသောအော်တန်ကြားရမည်ဟုထင်ခဲ့သည်။တို့တော်ကြက်ကြီးထသည်ဟာဟာတက်ရည်တန်ကြီးကိုအပြင်းမှကြားလိုက်ရသည်။တကားကိုခွန်လိုက်သည်။တကောင်းလုံးဆူးဆူးကျူနေသည်။လူကြီးတဦးအမောင်ကန်းထဲမှထွက်လာသည်။သူ့မျက်နှာကလူအိုကြီးတယောက်လို ရှုံထွားနေသည်။တရှိရှိမီတွန်တဲ့ ကျောင်းမဖွယ်တလက်လက်ဝင်းပြောင်နေသောမျက်လုံးအစုံအဆွဲဝန်းကုန်းမူဟုတ်တဲ့ကောင်နဲ့အတူအမောင်ကန်းနဲ့နိုင်နေခဲ့ရသူသည်အလွန်အမင်းထိတ်လန့်ကြောက်ရွံ့မှုကြောင့်ရုပ်ချင်းအိုစားတခဲ့ရမကသူ၏အထိတ်ဘဝကိုပါတတိမရတော့ပါဆရာကိုမှသူမမှတ်မိနိုင်တော့သူ့ပြည့်ရခွဲမင်းအောင်တို့ရဲ့ညီနောင်နှစ်ဦးအနက်အခန်းထဲမှာပြန်ထွက်လာသူသည်အကူမဟုတ်ညီပဲဖြစ်မည်ဟုအမှတ်ယူလိုက်ပြီးရှင်းတန်ချင်းသူညီသည်ဂရိအတိုင်းဘူကန်ဒါစီကိုပန်ဆိုင်ခွင့်ရသွားသည် ။အိန္ဒိယဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်ပါသည်။စာရေးဆရာ Satish Hatia Chuaye Pai Cobra ဝတ္ထုကိုဆရာကျော်အောင်ပြန်ဆိုခဲ့ခြင်းဖြစ်ပါသည်။ဒီဇလန်းမျိုးကိုဟိုလုံးကမြန်မာစုံတော်ဝတ္ထုတစ်ပုဒ်တွင်ဖတ်ခဲ့မှုသည်ဟုကျွန်တော်မှတ်မိနေပါသည်။သူစဉ်ကအမှန်တရားတို့တရားမျက်တမ်းမှုဆိုသည်တို့ကိုမစောကြောမိခဲ့ပါမစင်ကျင်မိခဲ့ပါဆိုင်းစီရနဲ့ထူးထူးဆန်းဆန်းစိတ်ကူးတဲ့ရန်ကိုဟူသာတွေးမိခဲ့တဲ့ချိန်မှဤ ဗီဒီယိုဝတ္ထုတူကလေးကိုဖတ်ပြီးတော့အခါဦးစွာတတိပြုလိုက်မိဒီမှာဇက်ချောင်းပြောသူ storyteller လေးတန်ဖြစ်သည်ပြောပုံကခံစားမှုကင်းမဲ့သည့်လေးဖြစ်သည်လန်လန်း၌တပင်တပင်တွေ့ခဲ့သည်ကိုအေးအေးလူလူပြန်ပြောပြနေပုံမျိုးဖြစ်သည်ထူးခြားတာကဇက်ချောင်းပြောသူသည် အကိုဖြစ်သူနဲ့ဘူကန်တာစီတို့ဤသားဖြစ်နေခြင်းပဲဖြစ်သည်ထိုအကြောင်းကိုနန်နီဆိုသောအမျိုးသမီးကြီးကပြောပြခဲ့သည်နန်နီပြောသည်ကိုအမှန်ဟုသူယုံသည် တို့တော်တူလီတန်ကအေဆလာတီဤမြထူးထူးခြားခြားဖြစ်ပျက်ခဲ့သည့်ကိစ္စကြီးကိုကမ္ဘာလောကမှာဖြစ်လေဖြစ်ထတွေ့လေတွေ့ထရှိသည့်ဖြစ်ရဖြစ်စဉ်တစ်ခုကိုပြန်ပြောနေသလိုမျိုးအေးဆက်နေခြင်းကဆက်ဆောင်မှုရှိသည့်တမျိုးတပုံညှို့ငင်မှုရှိသည့်ဟုကျွန်တော်ထင်သည်အဲ့ဒီအချက်ကြောင့်ပဲကျွန်တော်ဒီကမ္ဘာလောကကိုတန်တရားဝင်နေခြင်းဖြစ်ပါသည်ဘူဂန်ဒါစီစီရင်ပုံကိုအဝင်မကျနိုင်ခဲ့ကြောင်းကျွန်တော်ပြောခဲ့ပါသည် ညီနောင်တို့တွင်အပူသည် အမှားရင်မလုတ်ခဲ့တာ မြင်သာပါသည်ညီကသာပဲအမှားရင်ပြုခဲ့သူ ဖြစ်ပါသည်ညီသည်အပြစ်ကျူးလွန်သူဖြစ်သည်အပြစ်ခံရရမည်ဆိုလျင်ညီကပဲခံယူထားသည်သူ့စင်လျက်ပူကန်ထားစေသည်အပြစ်ကျူးသူညီတို့နှင့်ခင်မွန်းလင်ကိုလည်းတူသောကံကြမ္မာကိုပဲပေးခဲ့ပါသည်သူတို့အခွင့်ကိုပဲပေးခဲ့ပါသည်အပြစ်ကျူးသူနဲ့အပြစ်မကျူးသူတို့ကိုတရားနဲ့ထား၍ချင်းမြုံသည့်တရားခွင်တစ်ခုရဲ၌စီရင်ခဲ့ပါသည် အစိပ်ပြင်းသောမွေတကောင်နှင့်အတူမှောင်မိုက်သည့်အခန်းတစ်ခုထဲ၌သူတို့နှစ်ယောက်ကိုပိတ်လောင်ထားလိုက်ခြင်းမှာမှန်ကန်မျက်တတ်သည်ဟုဆိုနိုင်ပါမည်လားစင်းစားစရာတခုရှိသည်ကျွန်တော်တို့နေထိုင်သည့်ကမ္ဘာလောကဆိုသည်ပါရောမိတို့သဘောရှိပါသနည်းအပြစ်ကျူးသူနှင့်အပြစ်မကျူးသူတို့ကို ခွဲခြား၍ထားသလိုခွဲခြား၍စီရင်သလိုခွဲခြား၍ဆုံးဖြတ်သလိုခွဲခြား၍မထားခဲ့ဟုထင်ပါသည် ွဲခြား၍မစီရင်ခဲ့ဟုထင်ပါသည်ခွဲခြား၍မဆုံးဖြတ်ခဲ့ဟုထင်ပါသည်တူသောဂျမကန်တူသောဥရရာသည်နှင့် တူသောမိုးကောက်ပင်အောင်၌တူသောအခွင့်ကိုယ်သာပေး၍စီစဉ်ခဲ့သည်ထင်ပါ၏ တို့ဖြစ်၍အပြစ်ကျူးသူတို့နှင့်အတူအပြစ်မကျူးသူ အချို့တို့သည်လည်းပြစ်ဒဏ်ကြက်ခံနေရခြင်းဖြစ်သည်ရံဖန်ရံကအပြစ်ကျူးသူတို့ကလွတ်မြောက်သွားပြီးအပြစ်မကျူးသူတို့ကပြစ်ဒဏ်ကြက်ခံရတတ်ပါသည်ရံဖန်ရံကအပြစ်ကျူးသူတို့ကအပြစ်မကျူးသူတို့အားစီရင်ဆုံးဖြတ်နေသည်များပင်ရှိနေခဲ့ပါသည်ဘာကောမှမမြင်အောင်မှောင်မိုက်နေသည့်အခန်းတစ်ခုထဲ၌အစိတ်ပြင်းသောမွေးတကောင်နှင့်အတူပိတ်လောင်ထားလိုက်ခြင်းနှင့်ပါများချနာပါသည်နိ ကျွန်တော်ဒီဘူကန္ဒာစီဝတ္ထုကလေးကိုမိတ်ဆွေတို့အားပြောပြခဲ့ပူပါသည်လောကကြီးမတရားပါဘူးဗျာဟုလည်းမိတော်မိပါသည်ကျွန်တော်မိတ်ဆွေကပြန်ပြောပါသည်နေပါဦးလောကကြီးမြတ်တတ်ရမယ်လို့ကိုလူကဘာကြောင့်ထင်ရတာတော့လောကကြီးကိုတရားမြတ်တတ်စွာဖွဲ့စည်းထားမယ်လို့ဘယ်သူကအမှားခံချက်ပေးခဲ့သလဲ ျွန်တော်လန့်ပြန့်သွားပါသည်အံ့ဩသွားပါသည်အရှိတ်ကိုအထူးခံလိုက်ရသလိုဖြစ်သွားခဲ့ပါသည်ထိတ်လန့်ယုံအံ့ဩယုံမှတပါသူ့ကိုညှဉ်းဆိုမှုရာကျွန်တော်မှစကားလုံးမရှိခဲ့ပါညှဉ်းဆိုနိုင်သည့်အကြောင်းပြချက်ရှာမရခဲ့ပါပြန်စစ်စားကြည့်တော့အခါကဘာလောကဆိုသည်ကိုတရားမြတ်တတ်မှုများဖြင့်ဖွဲ့စည်းထားသည်လားဆိုသည်မှာဟုတ်ရဲ့လားမေးခွန်းထုတ်ခြင်းလာမိပါသည်တန်တရားရှိစရာပဲဖြစ်ပါသည် ကျွန်တော်ထည့်ရွှေစဉ်းစားကြည့်ပါသည်ဘယ်တိုင်းဘယ်ဒီမှမဆိုအ ਨੇ ဆုံးသူရဲကောင်းတယောက်ရှိနေရှိနေတတ်ပါသည်ကိုကျိုးမငဲကွက်သူ့နိုင်ငံသူ့လူမျိုးအတွက်ဆွတ်လုခဲ့အနစ်နာခံခဲ့သောသူရဲကောင်းတွေတယောက်မကလည်းရှိတတ်ပါသည် ို့တော့ပါကြောင်ရင်မသိအနစ်နာခံရသူတို့မှာအပြစ်ပဲခံနေရပါသည်အမေလျော့ခံနေရပါသည်လွယ်လင့်တကူကြာဆုံးရတတ်ပါသည်မစားဘဲဆုံးခဲ့သူတို့စောစည်းစွာကြာဆုံးနေရခြင်းတွင်အခွင့်အရေးမျှော်ကိုးချက်များဖြင့်ကျိုးနွန်သေးဝတ်တရားတစ္ဆာခိုင်မြဲတရားမင်းသားမျက်နှာပုံဆိုပြီးညာညာဝါဝါမစွန့်ဘဲစားတတ်သူတို့မှာမျက်နှာတာပေးခံရတတ်ပါသည် ်တက်ဆိုးရှည်တတ်ပါသည် အများတကာဤမြစ်တိုင်ရင်ဖြင့်လူမှတ်ကြီးတွေတော်တော်နဲ့မသေးနိုင်ဒီမှာတမိုင်းနဲ့အမျှပဲဖြစ်ပါသည်လက်တွေ့တွင်ပရေရွတ်နေသော ကိုရင်လေးကမိုးချိုးပြစ်ခံရပြီးဗလအောက်ကနေရက်ရွာကိုအနိုင်ချစ်နေသော လူမှတ်ကြီးကချင်းထီပောက်သွားသလိုမျိုးသူကောင်းလူကောင်းတွေကဒုက္ခပင်လဲဝင်နေပြီးလူလိန်လူကောက်လူဆိုးလူမိုက်များကပင်မန်းနေသည်ပန်းပန်အံနေသည်မှာမထူးခြားမစမ်းပြသည့် ထင်မြဲဓမ္မရာတစ်ခုတစ်ပွဲတွေ့မြင်နေရပဲဖြစ်ပါသည်။ဒါကြောင့်လည်းဖခင်တယောက်လုံးဆုံးရှုံးခဲ့သည့်တိုင်ဘူဂန္ဒစီသားသည်အေးဆက်သွားခြင်းဖြစ်ပါသလို့ကျွန်တော်တို့ရှင်သန်နေထိုင်သောလောကသည်မတရားသောမမျှတသောလောကကြီးဖြစ်ပါသလို့ပြန်သောငှက်တို့အစာမောဝပဲမပြန်သောငှက်တို့အစာဝနေသောလောကကြီးဖြစ်ပါသလို့ ရိုးဖြောင့်သူဖြူစင်သူတို့ကအလဲအကွဲရှုံနေကြလျက်မယိုးမဖြောင့်သူဆင်းလဲသူတို့ကအထူးတန်းပွဲကြီးစဉ်ပေါ်မှနေ၍အနိုင်ရကျင်တိုင်းရနေသောအောင်ပွဲခံကျင်တိုင်းခံနေသောလောကကြီးဖြစ်ပါသလိုတို့ဆိုပါကရိုးဖြောင့်သူတို့သည်တနာစရာဖြစ်နေပြီလို့ရှုံနေသူတို့သည်ဂယုဏတက်စရာဖြစ်နေပြီလို့လောကကြီးမတရားဝတ်ပြားဟုစိတ်ပြည့်ကြီးတော်ရင်မိမိကိုယ်ကိုတနာဂယုဏတည်ရင်လက်လျှော်ရတော့မည်လို့ ဘဝနဲ့ဆက်၍လဲယူရသောအခြေအနေကိုတည်ရတိုင်းကုံဆုံးစေရတော့မည်လို့တေချာသောအချက်မှာမိမိကိုယ်ကိုတနာပြုနာတပြီးအချိန်တွေကုံစီခဲ့ဒီမှာလူညံ့တွေပဲဖြစ်တယ်။မညံ့သောသူတို့သည်မယိုးမဖြောင်းသူတို့ကိုယိုးဖြောင်းသူတို့ဘက်မှတွန်းလှန်ခဲ့ကြပါသည်။အာကြီးသူတို့ကိုအားနည်းသူတို့ဘက်မှတိုက်ပွဲဝင်ခဲ့ကြပါသည်။အင်းအားသည်အမှန်ဟုဆိုခြင်း၌အငင်းပွားစရာများစွာရှိသည်ဟုအငင်းပွားသူမနှဲခဲ့သည်ဟုထင်ပါသည်။ စင်စစ်အမှန်ဆိုသည်မှာတမှုတိသဘောမျှဖြစ်ပါသည်အင်အားသည်အမှန်ဟုဆိုခြင်းထက်အင်အားသည်အနိုင်ဟုဆိုခြင်းပါသည်အင်းမြေကဘာတွင်ကောင်းမှုနှင့်မကောင်းမှုတို့၏တိုက်ပွဲများ ရှိခဲ့ပါသည်ကောင်းမှုကိုမကောင်းမှုက အနံ့ရလိုက်သည့်အခိုက်အတန့်မျိုးရှိခဲ့ပါသည်တစ်ချိန်တစ်ခါမဟုတ်အချိန်ချင်းအခါခါလည်းရှိနိုင်ပါသည်သို့တော်အချိန်ချင်းအခါခါဆိုသည်မှာအစင်ထဝရမဟုတ်အစင်အမြဲဟုဆိုရမရဟုထင်ပါသည် ကောင်းမှုကမကောင်းမှုကိုဖြိုဖျက်ချေမှုလို့ရအတွက်တရားဓမ္မတို့ပေါ်ထွန်းလာခြင်းဖြစ်တန်ရပါသည်ချီးမွမ်းခြင်းခဲ့ရခြင်းတို့ပေါ်ပေါက်လာခြင်းဖြစ်တန်ရပါသည်မတရားမမျှတစွာအနိုင်ရခဲ့သူတို့သည်ချီးမွမ်းခြင်းဂုဏ်ပြုခြင်းသည်ဟုသောတရပုဂ္ဂိုလ်ဆောင်ခွင့်မရနိုင်အနိုင်ရခဲ့လင်စကားကောင်းမဖို့ဝင်အောင်ရှုတ်ချခံရသူတို့ရှိနေသည်ဖြစ်ပါသည်။အောင်ပွဲ၌မတရားမကြည်နူးနိုင်ပဲအများတကာဤတရေကွက်မှာ ရက်ကန်ရက်ကန်ပလက်လန်မျောနေသူတို့ကိုတွေ့မြင်နေရဆဲဖြစ်ပါသည်သူများအိမ်ဦးကန်၌ခဏထိုင်မိလိုက်ရုံများနဲ့ခဲအုပ်ချုပ်တို့ဖြင့်ပြပခံရသူတို့ကိုတွေ့မြင်နေရဆဲဖြစ်ပါသည်ကျွန်တော်တို့နေသောလောကကိုမျက်ရည်များနှင့်ပဲဖွဲ့စည်းသည်မဟုတ်အပြုံးများနှင့်လည်းဖွဲ့စည်းခဲ့ပါသည်လောင်ပြောင်ရဲသွန်းသူများသာရှိသည်မဟုတ်စာနာတတ်သူများလည်းရှိပါသည်မျက်ရည်ကျအောင်လုပ်သူတို့သာရှိသည်မဟုတ်မျက်ရည်တုပ်ပေးသူများလည်းရှိပါသည် အနိုင်ကျင့်သူတို့ရှိတင်တဲ့အမြနှစ်သိမ့်သူခုခံတွန်းလှန်သူတို့ရှိနေအောင်မည်ပဲဖြစ်ပါသည်လူဖွဲ့စီသည်မျက်ရည်မစင်သည့်အတိုင်းစိတ်ပြက်လက်လျှော့လောက်သည့်အထိဆိုးဆိုးရွရွကြာဆုံးပျက်စီးသွားခြင်းမရှိသေးဟုယုံကြည်မျှော်လင့်အပ်ပါသည်လောကကြီးနေချစ်စပွဲရှိနေသည်ဟုဆိုပါလျင်ရှုံးနေမှုများရှိခဲ့လင့်ကစား တရားနာတကူကိုမျက်မျက်နှလုံးဖတ်တွယ်လျက်ချက်ကုတ်ချက်ခဲရုံးကန်နေသူတို့၏မလျှော်သောဇွဲကြောင့်ပဲဖြစ်သည်ဟုကျွန်တော်တွေးကြည့်နေမိပါသည်2019မေလခေတ်ရနမဂ္ဂဇင်းမှာရေးသားဖော်ပြခဲ့တဲ့ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်ဆိုတော့ဒီထဲကအကောင်းဆုံးမျိုးပြန်ပြီးတော့အနှစ်ချုပ်လိုက်မယ်ဆိုရင်သူပြောချင်တဲ့အကြောင်းအရာပေါ့နော်အင်အားသည့်အမှန်လို့ဆိုတဲ့နေရာမှာပေါ့ အင်းအသည်အမှန်လို့ဆိုတာဆိုတော့အင်းအသည်အမှန်အင်းအသည်အနိုင်လို့ဆိုမယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ဟိုရိုးဖြောင်းတဲ့လူတွေကောင်းမွန်ဟာကောင်းမွန်တဲ့အရာကြီးလုပ်နေတဲ့သူတွေအတွက်ဒါဟာတရားမျှတမှုမဖြစ်နိုင်ဘူးပေါ့နော်ကျွန်တော်တို့မတရားခံခဲ့ရတဲ့အကြောင်းအရာတွေအတွက်တရားမျှတမှုမဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့အင်းအားကောင်းရင်အနိုင်ပဲအင်းအားကောင်းရင်အမှန်ပဲဆိုတော့အကြောင်းတရားဖြစ်နေရဖြစ်တယ်။ဆိုတော့မကောင်းတာတွေလုပ်တဲ့သူ မယိုးသားမဖြောင့်မတ်တဲ့သူတွေကအင်အားပိုများသွားမယ်ဆိုရင်ဒီကမ္ဘာလောကကြီးကအဲ့ဒီမကောင်းတာတွေမယိုးပြောင်းနေတယောက်ကိုတယောက်လိန်လဲလဲစားနေတာတွေဟုတ်ပြီနော်အာနှင်းပန်းနေဆက်နေရတဲ့အများကြီးကပဲဒီကမ္ဘာကြီးကိုစိုးမိုးသွားလိမ့်မယ်ဒါဆိုရင်ခဏတာလေးဖြစ်ဖြစ်စိတ်ခံစားမှုစိတ်ချမ်းသာမှုတွေကအာရှာဖွေဖို့တောင်ခတ်သွားပြီပေါ့နော်ဆိုတော့อืมရှေ့မှာပြောခဲ့သလိုပဲအင်အားတိအမှန်အင်အားတိအနိုင်လို့ပြောရဖြစ်တဲ့အတွက်ကျွန်တော်တို့ ကောင်းမွန်တဲ့လူစုတွေကပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေကို တိုးများလာအောင် တိုးပွားလာအောင်ကြိုးစားရမယ်ဆိုတော့အတိလေးဖြစ်လာပါတယ်ဆိုတော့နောက်ဆုံးအဆုံးသက်သူပြောတယ်လို့ပေါ့နော်လောကကြီးနေချက်သပွဲရှိနေသေးသည်ဆိုပါလျင်ချုံးနှင်းမှုများရှိခဲ့လင့်ကစားတရားမြတ်တောက်မှုကိုမျက်မျက်နှုတ်နှုတ်ဖတ်တွင်လျက်ရကုတ်ကြက်ခဲရုံးကန်နေသူတို့၏မလျှော်သောဇွဲကြောင့်ပဲဖြစ်သည်ဟုသူတွေးခဲ့တဲ့အတိုင်းပဲပေါ့နော်အဲ့ဒီလိုမျိုးဇွဲလုံးလာနဲ့ကြိုးစားနေတဲ့သူတွေအလျှောက် ကျွန်တော်တို့ကလည်းထပ်တူဒီအနာအကအတွက်အာအင်အားတည်တာအနိုင်လို့ခေါင်းစဉ်တက်ရောက်ဖို့ဆိုရင်အဲ့ဒီအင်အားတည်အနိုင်အမှန်ကန်ဖြစ်ဖို့ဆိုရင်ကောင်းမွန်တဲ့အရာတွေကပဲကောင်းမွန်တဲ့အနာဂတ်ကိုဖော်ဆောင်နိုင်အောင်အဲအဲ့ဒီလူတစုကပဲပုံမှန်အင်အားကောင်းတဲ့သူဖြစ်နေတဲ့လို့ယုံကြည်ရပါတော့ဆိုတော့အနာဂတ်မှာအင်အားတည်အနိုင်ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့အတူညီသူတွေအားလုံးကစွတ်စွတ်ယုံယုံနဲ့ရှေ့ဆက်ဖို့လိုတယ် လို့ခံစားမိပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ကောင်းကင်တစ်ခုမှပြန်လည်ဆုံတွေ့ချင်ပါတယ်